တခါတော့ငါတင်ကစားဆရာတော်ဘုရားကြီးရန်ကုန်ကိုရောက်နေတဲ့အချိန်ဆရာကြီးဥရွှေသားကဆရာတော်ခန္ဓာအရဏဓာတ်တရားတို့ကအိ္ိဆာဒုက္ခအနတ္တလက္ခဏာကြီးသုံးပါတင်ပြီးတော့ရှုမယ်ဆလို့ချင်ရင်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုအမှန်ရနိုင်ပါသလားဘုရားလို့ပြောတော့ဆရာတော်ကတကား ဆရာကြီးဥရွှေသာဒါကကနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့၃ပါးမျှနဲ့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်လို့ထင်နေပုံရတယ်ဒါလည်းရှုတာလည်းရှုတာပေါ့သို့တော်လည်းပဲအိုးတော့ကကြောက်မော်ရွာကပြည်တကြီးမောင်းပိန်လို့မဖြစ်ဖို့တော့လိုတယ် ပါပါဗျာကြောက်မော်ရွာကလှေတကြီးမောင်ပိန်ဆိုတာဘယ်လိုဖြစ်ပါသလဲ။အိုးတော့ကကြောက်မော်ရွာမှာမောင်ပိန်ဆိုတဲ့လူတယောက်ရှိတဲ့။သူစီပွားရေးကလည်းအမတန်မှပြည်လဲတယ်။ဝေးကြီးလည်းပြည်ဆောင်တယ်။ဝေးကြီးပြည်ဆောင်စီပွားရေးပြည်လဲတဲ့အခါကျတော့သူများတွေအလုတ်ဖြစ်နေတာမြင်တော့မိဘလန်ကုန်တောင်ရလုပ်ငန်းကနေပြီးတော့သူက ုံရောင်းကုံဝဲလှေတကြီးလုပ်ငန်းသူကလုပ်ဖို့ရစိတ်ကူးပေါက်တာနဲ့လှေကြီးတစင်းဝဲပြီးတော့အဲ့ဒါအထက်အညာနဲ့အောက်အခြေစုံကြီးစံကြီးကုံကူးတယ်အဲ့လိုကုံကူးတဲ့အချိန်ရေကလည်းမကူးတတ်ဘူးအညာသာကုံတော်သားဆိုတော့ရေမကူးတတ်တော့သူကရေနဲ့မှကြောက်တယ်ဒါနဲ့ဘူးဒီတလုံးဝဲပြီးအဲ့ဘူးဒီကြီးကိုအဆန်းနေထောက်ပြီးတော့ပဲ့စင်မှချိတ်ထားတယ်အဲ့ဒီဘူးဒီ လေတကြီးမောင်ပိန်ဟာအဲ့ဒီဘူသီးကြီးကိုအရက်တကြီးကြီးနဲ့နေတာသူကဘဲသွားတိုက်ဘူသီးကြီးနာမှာထိုင်ပြီးတော့နေတာမတော်လို့များလှေမောက်ခဲ့သေးရှိတော့ဆိုပြီးတော့ဘူသီးကြီးကိုတားကယူဆိုင်တာသူများကတော့ရေကူးတယ်မလားဆိုရေကူးလက်မတင်ဘူသီးရှိတာပဲဘူသီးဖတ်ပြီးတော့ကိုရင်ငါအတပ်ပြီးလွတ်မှာပါပဲဆိုပြီးအဲ့ဒီလိုတွေးဒီလိုနဲ့တနေ့ကျတော့မြစ်ထဲမှာသွားရင်လည်းလှေဟာမုံတိုင်းမိတဲ့အတွက်ကြောင့်မို့လို့ လေမောက်ဖို့လေပြတ်ဖို့အကြောင်းကြောင့်လားလေသမားတွေလည်းစူးစမ်းပြီးကာကွယ်ပြီးမယ်လို့မရဘူးအဲ့ဒီလိုဖြစ်နေတဲ့အချိန်လေသမားတွေကတော့အတိအသည့်လေကိုဘလို့မှထိမရတော့ခုံချပြီးတော့ဆင်းပြေသွားကြလေသူကြီးမောင်ပိန်ဟာအဲ့တော့အရေးကြုံလာတဲ့အခါသူ့ပဲ့စင်ချိတ်ထားတဲ့ဘူဒီကြီးကိုမေ့ပြီးတော့သူစာပွေစုဆောင်းထားတဲ့ ွေငွေယရနာဥစ္စာတက်တာ လေပေါင်းဖို့တကအဲ့ယရနာတက်တာကိုတတိယတော့ဘယ်သူအဲ့ဒါဝင်ယူတာအဲ့ဒါဝင်ယူတဲ့အတွက်ကြောင့်မို့လှေနဲ့အတူပါသွားပြီးရင်နစ်ပြီးတော့တေးရတယ်အသက်ဆုံးရတယ်ဆရာတော်ကတကကြီးဘူဒီ6ကိုခယူစိုက်တာလဲစိုက်ပေါ့ဘူဒီ6နဲ့တူတဲ့အိစာဒုက္ခအနတ္တလက္ခဏာရေသုံးပါတင်ပြီးရှုတာလဲရှုပေါ့သို့တော်လည်းပဲ အဲ့ဒါမောင်းပင်ပစ္စည်းဥစ္စာတွေ့တာသလိုဥစ္စာပစ္စည်းဇနီးမယားမိသားစုတွေပေါ်တွေ့တာပြီးတော့နေမယ်အတွေ့အတာတွေရှိနေမယ်ဆိုလို့ရှိရင်တွေ့တာနေမယ်ဆိုရင်အပယ်လေးပါးကိုရောက်တတ်တယ်။ဒါမှမဟုတ်အတွေ့အတာနဲ့အောင်ကျင့်ဖို့လေလိုတယ်လို့ဆရာတော်ဘုရားကြီးကဆုံးမတော်မူခဲ့ပါတယ်။ဒါမှမဟုတ်ဒီနေ့ခေတ်ဝိပဿနာတရားအထောက်ကြတဲ့ဓမ္မတွေလည်းဝိပဿနာလက္ခဏာရေးပြတဲ့အိဇာဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုလည်းမပြတ်အထောက်တာလည်းအထောက်တာပေါ့။ လောဘဒေါသနဲအောင်အတွေ့အတာနဲအောင်လည်းပဲအထုကယုပြုပြီးပွားများဆင်ခြင်နှလုံးသွင်းထားကြဖို့လိုတယ်ပေါ့